ားလုံးပဲမင်္ဂလာပါ ရှေးဥစွာဖျန်းရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ဒီနေ့ကျွန်တော်တို့အတူတကွာယုံကြည်သူကိုတွဲကူပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆင်ခြင်ဖို့ခေါ်ဖိတ်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေဟာအချင်းချင်းတယောက်ကိုတယောက်ကူညီဖေးမဖို့ရန်အတွက်တောင်းဝန်ရှိပါတယ်ဒါကလည်းပဲခရစ်တော်ရဲ့တရားကိုကျင့်ရာ ရောက်သလိုခရစ်တော်၌ကျွန်တော်တို့ယုံကြည်သူတွေအားလုံးကအင်ကာခြင်းတွေဖြစ်တဲ့အတွက် ကူညီဖို့ရန်ဖြစ်တယ်ဆိုတဲ့အရာကိုနှုတ်ကပတော်အဖြစ်နားလည်ရတယ်။ဂလာတိဩဝါဒစာခန်းကြီး6အငယ်1မှာထန်းရွက်ဆရာဝန်ချင်းတို့ကိုအချင်းချင်းကူညီ၍ထန်းရွက်တော်အဖြစ်ခရစ်တော်ဤတရားကိုကျင့်ကြလောလို့ဖော်ပြထားပါတယ်။ဆိုတော့ရှင်ဘောလူကဘဝရဲ့လမ်းခီးကိုရှောက်လန်းနေတဲ့အချိန်မှာအင်မတန်မှ လေးလံတဲ့ဝန်တို့အောက်မှာပြိနေတဲ့ညီကိုမောင်နှမတွေကိုမြင်တဲ့အခါမှာ အဲဒီဝင်တော့ကြီးအောက်ကိုကိုတိုင်သွားပြီးအဲဒီညီအကိုကို ကူညီပြီးတော့မှကဲတင်ပေးဖို့ရန်ဖြစ်တယ်ဆိုတဲ့အရာကိုသူကဒီမှာဖော်ပြနေတာဖြစ်တယ်ဝန်တော့ဝန်ဖို့ဆိုတဲ့အရာကယုံကြည်သူတွေကိုအပြစ်တဲကြဆင်းဖို့ရန်အတွက်ချင်းချောက်ပြီးတော့မှဆွဲချတ်တတ်တဲ့ဝิญญေးဆိုင်ရာအာနေချက်ဖြစ်ပါတယ်လူတယောက်ရဲ့ပင်ကိုလက္ခဏာအာနေချက်ဒါမှမဟုတ်အကျင့်စရိတ်တအာနေချက် ဒီအရာတွေအားလုံးကိုစာရန်ကရှာဖွေနေတာ ဖြစ်ပါတယ်။တစုံတယောက်သောပုဂ္ဂိုလ်သည်အချိန်ပေါင်းများစွာအပြစ်လုပ်ပြီးနောင်တရလာတဲ့အခါမှာအသင်းတော်ကအဲဒီလူကို ခွင့်လွှတ်ပေးပြီးမိတ္တာယဖွဲ့ခြင်းအားဖြင့်အသင်းတော်အတွင်း၌ပြန်လည်ပါဝင်စေဖို့ရန်အတွက်အခွင့်အရေးပေးရမှာ ဖြစ်ပါတယ်။ဒါပေမဲ့ဘယ်သူကမှအဲဒီဝင်းတော့အောက်ကိုဆင်းကူထမ်းဖို့ရန်အတွက် စိတ်ကူးမရှိကြတာကတော့ဝမ်းနည်းပွေရာဖြစ်ပါတယ်။ဒါကြောင့်မလို့တူညီတဲ့အခက်အခဲအခြေအနေများအောက်မှာညီကိုညီမတူညီတဲ့စုံစမ်းသွေးဆောင်ခြင်းကိုခံရပြီးဆိုရင်ဆက်လက်တည်ဆောင်ထားတဲ့ဒီသွေးဆောင်မှုကိုနောက်တစ်ပတ်အရှုံးမပေးရဖို့ရင်အတွက်ကျွန်တော်တို့ကူညီဖို့ရင်အတွက်အင်မတန်မှလိုအပ်ပါတယ်။ ိုတော့ကျွန်တော်တို့ဂလာတိဩဝါဒစာခန်းကြီး6အငယ်1ရဲ့အဆုံးသတ်နာမှာကြီးတဲ့အကမှာသူတို့ဘရဲ့ဝိညာဉ်ကိုထမ်းရွက်ပေးခြင်းကခရစ်တော်ရဲ့တရားကို ဖြည့်ဆည်းရာရောက်ကြောင်းတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီအရာကဘာလဲဆိုရင်သူတို့ဘရဲ့ဝင်တို့ဝင်ဖို့ကိုကူညီပြီးတော့မှထမ်းရွက်ခြင်းအပြင်ခရစ်တော်ရဲ့တရားကိုကျင့်ကြလောဆိုတဲ့အနုကပတ်တော်ကိုလည်းပဲကျွန်တော်တို့ကူညီခြင်းအပြင်ဖြည့်ဆည်းရာ ရောက်ပါတယ် ဒါကြောင့်ဒီနေ့ကျွန်တော်တို့အယောင်ချင်းစီတိုင်းရဲ့ဘဝအသက်တာမှာကျွန်တော်တို့အသက်တာကိုပြန်ပြီးမေးဖို့ရန်တစ်ချက်ကပါလဲဆိုရင်တင်းဒီဘယ်သူရဲ့အားနေခြင်းနဲ့စုံစမ်းနောက်ဆက်ခြင်းဝင်ကို ကူညီထမ်းရွက်ပေးနေပါသလဲတင်းဘယ်သူကိုကူညီပေးနေပါသလဲတင်းကူညီပေးနေတဲ့သူတစုံတစ်ယောက် ရှိနေပါသလားဒါကတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာမေးရမယ့်မေးခွန်းဖြစ်တယ် ငါကတော့တခြားလူတွေရဲ့အပြစ်တွေနဲ့မပတ်သက်ချင်ပါဘူးအဲ့ဒါကငါ့ကို လာပြီးတော့မှထိခိုက်ပြီးငါရဲ့ဝိညာဉ်ရေးရာကိုပါစွန့်တင်းကုန်မယ်လို့ကိုကိုကို ပြောနေပါသလားမပါဝင် မပတ်သက်ဖို့ရဲ့အတွက်လွယ်ကူပါတယ်ဒါပေမဲ့ခရစ်တော်ရဲ့တရားကို သင်ကျင့်ဖို့ရဲ့အတွက်ရှိနေတယ်ဆိုရင်တော့ဒုက္ခရောက်နေတဲ့သူကို သင်ကူညီပေးရမှာဖြစ်တယ်ဝန်တော့ဝန်ဖို့အောက်မှာရောက်နေတဲ့သူကိုသွားပြီးသင် ကူညီပြီး ထမ်းရွက်ပေးရမှာ ဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာသင်ယုံကြည်သူမှန်တယ်ဆိုရင် အချင်းချင်းဝန်တွေကို ကူညီပြီးတော့မှထမ်းရွက်ပေးခြင်းက ခရစ်တော်ရဲ့တရားကိုကျင့်ရာရောက်ကြောင်းနားလည်ပြီး အချင်းချင်းဝန်များကို ကူညီထမ်းရွက်ကြပါစို့လို့နှုတ်ကပတ်တော်အနေငယ်အဖြစ် တိုက်တွန်းခွာပေးဝေငှပါတယ်။အားလုံးပေါ်မှာဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေ။